မုံကလိမ့်ကျင်တယ်လို့ပြောတယ်မိုက်ဆက်နဲ့လိမ့်ကျင်တယ်ပြောပြမလားလို့ပြောတယ်အဲ့တော့ကိုပြီးစိုးကပြောပြလို့မိုက်လိမ့်ပြလိုက်တယ်ဟုတ်ကောက်တဲမရှိဘူးသိတော့သိတယ်ခင်မင်ခင်မင်ရင်းနေတယ်ဒါမဲ့အော်ဒီသူတို့ဒီစီစဉ်ရှိမှလည်းမသိဘူးညဘက်မှာဒဇင်မန်းလိုချင်တယ်ဆိုတော့ဒဇင်မန်းအဲ့ဒီညမှာရှာတာအဲ့ဒါတော့တော်တော်ရောက်ရခတ်သွားတယ်အမှန်တကယ်မိုက်ဒဇင်အခက်30ပဲပန်ဖို့အစီအစဉ်ဖြစ်ချင်တော့ဇန်ရဲဒဇင်ချိုင်အောင်မှာတော့ဇန်ရဲဒဇင်ချိုင်ကလည်းပန်းနေရာမရှိတော့ဘူးနေတဲ့ဆိုတော့အဲ့နဲ့ကဲအဲ့ဆိုရင်လည်း အရာဝတီသစင်ချန်ကိုကြိုက်လက်ကိုလှမ်းမှာတော့ကိုကဆယ်ကတည်းကဆယ်ကနဲ့အခက်30ပြည့်တယ်တဲ့ဆိုတော့အခက်60ဖြစ်သွားသစင်မန်းတို့ပန်လိုက်ရတာပေါ့ဒါပေမဲ့မိုင်းပန်ကျင်တာတော့အခက်30လောက်လေးပဲပန်ကျင်တာပေါ့ဒါပေမဲ့သူတို့သူမြတ်တော့နှစ်ယောက်မှာဖြစ်တော့သစင်မန်းတွေများသွားတယ်မိုင်းတို့စိတ်တိုင်းတော့မကြောက်ဘူးပေါ့နော်ပန်နေချပုံစံလေးမျိုးမဟုတ်ဘူးပြတ်တယ်မိုင်းတို့ကတည်တာပေါ့ကိုကိုပုံကဘယ်လိုရှိလဲဆိုတော့တည်တာပေါ့အမင်္ဂလာပွဲကလေမိုင်းကဟိုမုံအဲ့လိုအစီအစဉ်ရှိတဲ့ဇာမိုင်းမသိဘူး ဒါကိုပြီးစောအောင်နဲ့မုံတို့နဲ့ကြာတော့ခင်တယ်သူတို့အများနဲ့ပဲတွေ့ဖြစ်ကြရဆိုတော့ကိုပြီးစောအောင်မြဲမုံရဲ့လက်ထပ်ပွဲရှိဒီလက်မှတ်ထိုးပွဲရှိတယ်တဲ့အာခမရလိမ့်ပြီးမလားတဲ့ဆိုတော့ပြီးတော့ကိုကလည်းနေအောင်လို့ငါအလုဆင်းကြည့်လိုက်အောင်မယ်ဆိုတော့အဲ့ဒီမနေ့မှအားနေတယ်ဒါပေမဲ့မနေ့ပိုင်းအားတယ်နေကင်းကြတော့မိုင်းတခြားအလုရှိတာဟုတ်ဆိုတော့အားနဲ့အဲ့လိုလိမ့်ပြီးမယ်လို့ဆိုတော့တမနက်9နာရီခွဲပြီးရှင်တယ်တဲ့၄နာရီရဲ့စလိမ့်ညင်တယ်လို့ပြောတယ်ဆိုတော့အဲ့ညာစောစောလေးထားပြီးသွားလိမ့်လိုက်တာပေါ့ အဲ့တော့မနေ့စစောင်းထလိမ့်မဲ့အချိန်မှာညဘက်မှာဒဇင်မန်းလိုချင်တယ်ဆိုတော့ဒဇင်မန်းအဲ့ဒီညမှာရှာတာအဲ့ဒါတော့တော်တော်ရောက်ရခတ်သွားတယ်အမှန်တကယ်မှာဒဇင်အခက်30ပဲပန်ဖို့အစီအစဉ်ဖြစ်ချင်တော့ဇန်ရဲဒဇင်ချိုင်မှာတော့ဇန်ရဲဒဇင်ချိုင်ကလည်းပန်းနေရမရှိတော့ဘူးနေတဲ့ဆိုတော့အဲ့နဲ့ကဲအဆိုရင်လည်းအီယာဝတီဒဇင်ချိုင်ကိုစိုက်လက်ကိုလှမ်းမှာတော့အီယာဝတီဒဇင်ချိုင်ကစင်ကိုပို့တော့ဖယ်ထားတာရှိတယ်တဲ့မိုင်းလိုချင်ခုပေးလိုက်မယ်လေဆိုတော့ခုပေးဆိုတော့သွားပို့ပြီးတော့ အဲ့ချိန်မှာမှဆန်ရဲကသစင်မန်းရတယ်မေးတဲ့ကိုကဆယ်ကဒီကဆယ်ကနဲ့အခက်30ပြည့်တယ်တဲ့ဆိုအခက်60ဖြစ်သွားအေးပေါ့မမသစင်မန်းတော့ပန်လိုက်ရတာပေါ့ဒါပေမဲ့မိုင်းပန်ကျင်တာတော့အခက်30လောက်လေးပဲပန်ကျင်တာပေါ့ဖြစ်ချင်တော့အဲ့နေမှာလဲအမေဒီပါလေးတော့ပန်လိုက်ရတာပေါ့လေဒါပေမဲ့သူတို့သမီးကတော့နှစ်ယောက်မှဖြစ်တော့သစင်မန်းတွေများသွားတော့မိုင်းတော့စိတ်တိုင်းတော့မကြဘူးပေါ့လေအေးပေါ့သစင်မန်းပန်ရတာပေါ့မိုင်းပန်နေချပုံစံလေးမျိုးမဟုတ်ဘူးပေါ့လေအဲ့လိုမျိုးပေါ့ ပထမကြီးတော့သိတာပေါ့ကိုကိုပေါင်ကဘယ်လိုရှိရဆိုတာသိတာပေါ့မုံကလိမ့်ကျင်တယ်လို့ပြောတယ်မိုက်ဆက်နဲ့လိမ့်ကျင်တယ်ပြောပြမလားလို့ပြောတယ်အဲ့တော့ကိုပြီးစိုးကပြောပြလို့မိုက်လိမ့်ပြလိုက်တယ်ဟုတ်ကောက်တဲမရှိဘူးသိတော့သိတယ်ခင်မင်ခင်မင်ရင်းနေတယ်ဒါပေမဲ့သူတို့ဒီစီဇန်ရှိမှလည်းမသိဘူးအော်တမင်ကြော်ညာတာမျိုးမဟုတ်ဖဲနဲ့မိုက်ကတော့ကိုလိမ့်တဲ့ဥစ္စာကိုလိမ့်နေကြတိုင်းမိုက်ပို့တင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီဟာလေးကပေးသက်တည်းရဲ့မျက်လုံးထဲမှာဆမ်းပြီးတော့ဟိုပောက်သွားတယ်ဆိုတော့လေ ိုက်ပြောရတာပေါ့လေသူတို့ဘွယ်ရအာ10နိုင်9နိုင်ခွဲမှာလက်မှတ်ထိုးပြီးတော့10နိုင်မှာစဧကံမယ်အဲ့ချိန်မှာမရ10နိုင်မှာအာဒီမလေးရမှာမိတ်ကပ်သွားလဲရမယ်ဆိုတော့တခါတည်းပဲသွားရမယ်ဆိုတော့အဲ့မှာပွဲထွက်တာလေးကိုခဏစောင့်ကြည့်လိုက်တာပေါ့ဘယ်လိုပြိသက်ကြတယ်မှာစမ်းသွားတယ်ဆိုတော့လေသူလည်းပျော်မယ်ထင်ပါတယ်အမိုက်စိတ်တင်ကိုဇင်အောင် လုတ်ပေးတာလားမသိကိုဇင်အောင်အခမ်းအနားမှုလုတ်တာလည်းတွေ့ဟုတ်အော်မအီတော့တော့မိတ်ကပ်လိမ့်တာဝါသနာပါတယ်ကိုလိမ့်ပြီးတဲ့သူတို့သမီးလေးလှသွားအောင်လိမ့်မယ် ဒါဒါအပြင်ပေါ့မိုင်းတို့တခြားဘာစိတ်ကူးမှမရှိပါဘူး